လူတက်တမစကားမှီဆရာကြီးတကုံရွှေများရဲ့ဝိတုတူလေးဖြစ်ပါတယ်ရှင်ဤဝိတုကိုဖတ်ရှုခွင့်ပြုပါရန်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်တတိယဇွန်လဤတာယာသောညနေဆောင်ချိန်၌ ထူဆန်းသောအချစ်စိတ်တစ်မျိုးသည် Mr. Carl Wanderer ဆိုသူ၏အုံနောက်တွင်သို့ဖောက်ထွင်းဝင်ရောက်လာလေသည်။အိုးတိတ်လာတာပဲဟု Wanderer ကဈေးဆိုင်ရောက်သူမိမပြိုကလေးအားပြောလိုက်လေသည်။မိမပြိုကလေးကအချစ်ဖြင့်ပြည့်ရှံသောမျက်လုံးကလေးကိုချီကတုံ့ပြန်ကြည့်လိုက်သောကြောင့်သာအောက်တွင်ရေးသားထားသောအမှု ဖြစ်ပေါ်လာလေသည်။ မစ္စတာဝန်တာရာမှာအမေသားကုံတဲ့တူဦးသားဖြစ်၍အသက်25နှစ်ခန့်သာ ရှိသေး၏။ဖခင်နှင့်အတူအလုပ်လုပ်ပြီးလင်ရဲရဲဖြတ်လက်တော်သူတယောက်ဖြစ်၏။အလုံးမအပြန်ဈေးဆိုင်တဆိုင်မှဈေးရောင်းသူဈေးမကလေးတယောက်ပေါ်၌မျက်စိကြကာချစ်ကြမိကလေးသည်ယောက်ျားများမှအချစ်တဖြင့်တုံ့ပြန်၍ကြည်တော်မိန်းမများ၏။မျက်လုံးတံကိုမခံနိုင်ကြသည့်အတိုင်းဈေးမကလေးအားတနေရာ၌ချိမ့်ချက် တွေ့ဆုံလေသည်။မစ္စတာဝန်တာရာမှာ စစ်ပြန်ရဲဘော်တယောက်ဖြစ်၍ပြင်သစ်ပြည်စစ်ပွဲများအတွင်နှစ်နှစ်ခန့်စစ်မှုထမ်းခဲ့ပူလျာ၎င်း၏ရဲရင်သော အမှုထမ်းခြင်းအတွက်ဒုတိယလက်ဖတင်နင်ရာထူးကိုရရှိခဲ့လေသည်စစ်ထဲမှထွက်သောအခါ၎င်း၏ငယ်ရီစာမိန်ချော်လီရုတ်ဆိုသူတူအားချက်ချင်းလက်ထက်လိုက်လေသည်ယောက်ျားများ၏အချစ်သည်မိမိ၏မယားမှတပါအသည့်တွေ့ကြုံရသည့်အလှကလေးများပေါ်တွင်လည်းအာယုံချက်စားတတ်ကြသည့်အတိုင်းမစ္စတာဝန်ဒရာသည်စီးမကလေးနှင့်ချစ်ကြပြီးနောက် 6နာရီခန့်မြာသာရှိသေးသောအချိန်၌ပင်လေမိမိဤစစ်စနီရုသ်ကိုတတ်၍ဈေးမကလေးဆယ်လီအားလက်ထက်ရန် စိတ်ကိုပိုင်းဖြတ်လိုက်လေသည်ရုသ်နှင့်လက်ထက်ခဲ့ပြီးသည်မှာဆယ်လာခန့်မြာသာကြာခဲ့သေးသည်ရုသ်မှာကလေးကိုလိုချင်သောအာသာဆန္ဒပြင်းပြစွာရှိခဲ့သည့်အတိုင်းပရိသတ်တွေ3လများရှိလေပြီရုသ်သည်ဒီလင်ကိုချစ်ရှာ၏မျက်နှာရှာ၏မကြမီမွေးဖွားရမိကလေးအတွက် တွေး၍ဝင်းမြောက်ကလင်ကိုယူရမိသည် အာကိုမိရှာသည်သို့သော ဈေးမာကလေးပေါ်တွင်တနာချင်းဖြင့်ချစ်မိသောအခါရုသအပေါ်၌ချစ်သောအချစ်ဟောင်းသည်စီနင်းတူကိုနေရာဖြင့်ခွင်းပြီးတကယ်သို့ရုတ်တရက်ကွယ်ပြောက်သွားခဲ့လေသည်အိမ်ကကောင်မတီမအေးမှတနက်နဲ့ပြစ်ပြီးတော့တနက်ကိုသူ့လက်ထဲထည့်ထားသူ့ကိုယ်သူဖြစ်တတ်တယ်လို့ယုံကြည်ကြမယ်သို့သောတစ်ခုခက်တာကရုသကဘယ်တော့မှစိတ်မညစ်တတ်ဘူးအမျက်ပျော်ရွှင်နေတတ်တယ်ဒီကိစ္စမှာယုတ်တိရှိအောင်อืมအကျန်တော့ထုတ်အောင်မှာပဲ မစ္စတာကာဝန်ဒရာသည်အထက်ပါကျောင်းအရာများနှင့်တကွရုတည်သောက၎င်းတွင်ထားသောအသက်အာမခံဒေါ်လာ2000ကို ထုတ်ယူပြီးလင်းမရအစ်စ်ကလေးနှင့်အပျော်ခီးထွက်ခါမိများလောက်ပျော်ရွှင်မိအကြောင်းကိုစဉ်းစားကဘူတာမထွက်၍ပင်စင်လမ်းပတ်စီသို့ရှောက်သွားလေသည် ထိုရက်ကွက်မှာလူစုများတရောင်းစားများကျပိုးတီလီများလူပင်များနေသောရက်ကွက်ဖြစ်၍မစ္စတာဝန်ဒရာသည် ဓမ္မိတိုင်တိုင်အောက်တွင်အသက်20အရွယ်ခန့်ရှိဝိဇာများဆုပ်ပြဲနေသူတယောက်နှင့်ရင်ဆိုင်တွေ့ရလေသည်ထို့သူမှာအစားကောင်းစွာမစားရသည့်ဟန်ပြင်မြက်တွင်ဟောက်ပဲဖြစ်က၎င်း၏ပါမျှမှလည်းအရွယ်နှင့်မလိုက်အောင်ခြံဝင်လျက်ရှိ၏ထို့ကဝန်ဒရာကဟေ့ကဘာလို့ရှိပါသလဲဆရာမင်းကြည်ရတာစားမစားရသလိုပဲကွဟာပြောမှပြောတတ်ပလိဆရာရဲ့ကျွန်တော်မစားရတာနှစ်နှစ်ရှိပြီခမ။ကိုင်းဒါပြင်ရော့2ဒေါ်လာမင်းမြင်ရတာငါတနာတကွယ် ယေရှုတင်ပါတယ်ဆရာကျွန်တော်အသက်တခင်ပါပဲခင်ဗျာမင်းအလောက်ကင်ကောမရှိဘူးလားမရှိပါဘူးဆရာအေးဒါဖြင့်နောက်ပြန်ဒီချိန်လောက်ဒီနေရာကိုလာခဲ့နောက်ထပ်ငါငွေပေးအောင်မယ်ကြာလာကောင်းပါပြီဆရာယေရှုတင်ပါတယ်အေးကဲသွားပြီတော့နောက်တနေ့ညနေနိုင်မစ္စတာဝန်ဒရာသည်အလောက်မှပြန်လာတော့အခါယမန်နေ့ကလူစိုးနေတွေ့ခဲ့သောနေရာသို့သွားရောက်ရာရခင်လူစိုးနေပတ်ပင်းမှာတွေ့ရလေသည်လူစိုးမှာ၎င်းနေရာသို့အရင်ရောက်ရှိနေဟန်လက္ခဏာရှိလေသည် ဒီကောင်ရောက်နေပြီလားဟဲ့ဟုတ်ကဲ့ဆရာဒီကနေ့ညတော့မင်းအလုပ်အတွက်နေရာကြပါလိမ့်မယ်ကွာဩဒါနဲ့ငါနေတဲ့ခင်ပယ်လန်အငါရကြီးဖျားလန်မင်းသိသလားသိပါတယ်ဆရာတိုက်တန်းရကြီးမှာငါနေတယ်ကွာဩသိပြီသိပြီတိုက်နဲ့မနီမဝင်းမှာမုတ်ပေါက်ကလေးရှိတယ်လေအေးဟုတ်တယ်ဟုတ်ပြီတစ်ပင်အုပ်ကလေးဖုံးနေတဲ့မုတ်ပေါက်ကလေးရှိတယ်အဲ့ဒီနေရာကိုဒီကနေ့ည10:00ခွဲတိတိရောက်အောင်လာခဲ့ကြလားကောင်းပါပြီဆရာ7:00ခွဲတိတိ မုတ်ပောက်ကမင်းဆက်ဆက်ဆောင်နေနော်ငါမိမနဲ့လမ်းလျှောက်လာခဲ့မယ်အဲ့ဒီတော့မင်းအတွက်တေးကြရော့ပေါ့ကောင်းပါပြီခင်ဗျကျေးဇူးတင်ပါတယ်ရော့ငွေဒေါ်လာတပြားယူသွားအောင်ဒီညမင်းသုံးဖို့ပြီးတော့ဆက်ဆက်လာခွင့်နော်အချိန်လွဲနေအောင်မယ်စိတ်ချပါစရာအချိန်အတိကျရောက်ရစေမယ်နောက်တနေ့ညနေဝန်တရာဒီအလုံးမှပြန်လာတော့ကရုသည်မိမိခင်မွန်တဲ့အာအိမ်ပေါ်ဝမှာစီချိုကနန်းရှုံနှုတ်ဆက်လေသည်သို့တော့ ်လင်သည်အုံနာတွင်၌မိမိအားတတ်ရန်အကြံစီများပါလာသည်ကိုကမသိရှာကြ။နှင်းစီပန်းအတွင်ဂျီလင်တင်းပြန့်သောမိမိနှကမ်းများပေါ်သို့ဝန်တရာ၏ရက်ဆက်သောအစိမ့်နှံ့နေသူသည်အငွေ့အတန်များပါဝင်သည်ကိုလည်းလုံးဝမသိရှာခဲ့ကြ။ရိပ်ပြဝဲမှ10နာရီ15မိနစ်တွင်ထွက်ခဲ့ကြပြီးနောက်ဇနီးပေါင်တဲ့တို့သည်အင်စီတို့လာခဲ့ရာပုပ်ပေါင်ဤတို့ရောက်တော့ကလက်ချင်းတွဲကတယောက်ကိုတယောက်ဖက်၍လာခဲ့ကြလေသည်ပုပ်ပေါင်ဤတို့ရောက်လေလင် ချင်းထားသောလူစုသည်တစ်ပင်အုပ်အောက်မှထွက်လာသည်ကိုမြင်ရလေထို့သူသည်ဝန္တရကိုမြင်ရသောအခါအုတ်ထုတ်ကိုချွေ၍ဥခေါင်းကိုညှို့ပြီးနောက်ကျွန်တော်ဆီယကိုစကားမဆုံးမီဝန္တရသည်ဘောင်းမီအိမ်နှစ်ဖက်မှတနက်နှစ်လက်ကိုထုတ်ကာတနက်တစ်လက်ဖြင့်လူစုကို၎င်းအခြားတစ်လက်ဖြင့် Ruth ကို၎င်းတပြိုင်တည်းပြစ်ချလိုက်လေသည်တနက်တန်ကြားရသည့်နေ့တပြိုင်တည်းတည်း Ruth ၏မိခင်ကြီးနှင့်တကွာအိမ်ဒီပါချင်းအချို့ပါထိုနေရာသို့စုယုံရောက်ရှိလာကြလေသည် ပြီးခင်ကြီးကတမိအာယူရစွာပိုက်တွေးထားရာရုသည်စကားမပိတပီးဖြင့်မမီရုတော့တီတော့မယ်ကျမကလေးလဲတိရှာပြီနော်ဟုပြောရှာလေသည်ဝန္တရာသည်ဟန်ဆောင်နိုင်သည်မြဆောင်ကရုသကိုပြစ်တော်လူဆိုအားမိမိကိုမပြစ်နိုင်မီမိမိကပြစ်လိုက်ကြောင်းအသားယူ၍ပြောလေမမီကျမမျက်စိတွေပြလာပြီကျမယောက်ျားကော ထိသွားသေးလားမထိပါဘူးတမိရဲ့စကားမပြောနဲ့ကိုတက်တာအောင်ဒီစမ်းမှာ ကျွန်မမနေရတော့ဘူးမမီကျွန်မကိုဖတ်ထားစမ်းပါရုတ်တီမိခင်ကြီးလက်ပေါ်ရင်စကားတပြောပြောနဲ့ပင်အသက်ပြောက်သွားရှာလေတော့သည်ပလိန်များရောက်လာတော့ခါရုတ်တီအလောင်းကိုအိမ်ပေါ်သို့ပို့ချပြီးလင်းလဲနေတော့လူစုအားစိတ်ယုံသို့ယူသွားကြလေတော့သည်၎င်း၏အိမ်ကြီးနှင့်ဘောင်းပီများမှအဖာထင်းများဖြင့်ပြည့်လျက်အဝိဆုတ်သားသားမျှသာရှိအိတ်ထဲတွင်ဘတ်ကလက်မှတ်မှတပါအခြားတစုံတရာကိုမတွေ့ရချေ၎င်းဖက်နှက်မှာဝေဒေါ်လာတစ်ပြားခန့်ချုပ်ဆက်ရများဖြင့် ပြည့်နှက်လျက်ရှိလေသည်၎င်း၏အမည်မှာပလိမှတ်တမ်း၌ဂျွန်ဒိုဟူတွေ့ရ၏အသက်22နှစ်ခန့်ရှိပြီးအရက်6ပင်မြင့်သူဖြစ်လေသည်ဝန်ဒရာက အကျုပ်အိမ်နာကျုပ်တို့ရောက်လာတော့ခဝေးဝေးကလူတယောက်ရှောက်လာတာကျုပ်မြင်ရတယ်။နို့ပေတဲ့ဒယူမဆိုင်မိဘူး။အဲ့ဒီလူကမုတ်ပောင်းလာရောက်လာမှကျုပ်ကရုတ်ကိုလှမ်းပြီးအိမ်တကားတော့ပေးလိုက်တယ်။အဲ့တော့နောက်ကလူတယောက်ရောက်လာပြီးကျုပ်တို့ကိုလက်မြောက်လိုက်လို့ပြောတယ် နောက်ပြောပြောဆိုဆိုနဲ့တခါတဲ့တနက်နဲ့ဖြစ်တာပဲ။အကျုပ်လက်ပေါင်းမိအိတဲကတနက်ကိုထုတ်ပြီးပြန်ပြစ်တာသူ့ကိုမှန်သွားတယ်။လူစိုးကစပြီးပြစ်လိုက်ရင်ပြစ်လိုက်ချင်း Ruth ကိုမှန်ပြီးလဲကျသွားရှာတယ်ဟုအစ်စ်ခံလေသည်။စုံတော့ကမြည်သည့်အတွက်ရန်ထုတ်ပြီးတနက်ကိုအသင်ဆောင်ထားသည်ဟုမေးလျာဝန်ဒါရာကမိမိပါမကြသေးမီကလူစိုးတယောက်ကတနက်ပြရဲ့ဒေါ်လာ900လွတ်ယူဘူးသဖြင့်တနက်ဆောင်ရကြောင် မိမိကသာဤကဲ့သို့တနတ်ဆောင်ရင်မလာခဲ့ပါဘူးမိမိအသက်ပင် သေဆုံးရန်ရှိကြောင်းအစ်စ်ခံလေသည်ထိုချိန်၌သတင်းစာများကမိမိဤဇနီးအားဖြစ်တော်လူစုကိုယောက်ျားကပြန်ရစ်ဖြစ်ခဲ့သည့်ဖြင့်လူစုမှာကြသေးသွားကြောင်းစသဖြင့်ဝန်ဒရာအားအသားပေး၍၎င်း၏တပ်ပုံနှင့်တကွာရေးသားဖော်ပြကြလေသည်ဝန်ဒရာအားလူများကဟီးရိုးဖြစ်ချီးမွမ်းလျက်ရှိလျာ၎င်း၏ပြစ်မှုမှာခိုက်တန်၌ကောင်းစွာလုံခြုံလျက်ရှိနေကြလေသည် လူစိုးလက်မှရရှိသောတနတ်ဤရာဇဝင်ကိုမူကားစုံထောက်များသည်လိုက်လံလျက်ပင်ရှိနေလေသည် အချင်းဖြစ်ပွားပြီးနောက်နှစ်ပတ်မြကြာရှိသောအခါစုံထောက်တော်တင်ဤ secretary သည်လူစိုးထံမှ တွေ့ရသည်ဆိုသော၆လုံးပြူတနတ်အားမူလလုတ်သည့်ကုမ္ပဏီမှစာတစောင်းကိုရရှိလေသည်၎င်းတနတ်မှာ call အပြူစာဒသမ၄နှစ်ဖို့ဖြစ်၍နံပါတ်မှာ C 2282ဖြစ်လေသည် ။တနတ်ចောင်းကိုမိရရင် ထိုတနတ်မှာမိမိလက်ထဲတွင်များစွာမကြပဲမကြမီက Frank Wanderer ဆိုသူထံသို့ရောင်းလိုက်ကြောင်းအစ်စ်ခံလေသည်။ Ruth ဤခင်ပွန် Wanderer မှာ Frank Wanderer နှင့်ညီကိုတော်ဆက်ကြောင်းသိရှိရသောအခါစုံတော့များသည် Frank Wanderer နောက်သို့လိုက်ကြပြန်သည်။နာယီဝဲတွင်၌စုံတော့များသည် Frank Wanderer ကို စစ်ဆေးလျက်ရှိရာ၎င်း၏ညီကာဝန္ဒရာသည် အချင်းမဖြစ်ပွားမီတရက်ကပင်တနတ်ကိုမိမိထံမှငှားရမ်းသွားကြထိုတနတ်နှင့်ပင်ကာဝန္ဒရာသည ူစုကိုပြစ်လက်ဟန်တူကြောင့်အစ်စ်ခံလေသည်တို့ဖီယာကလူကောင်းတနတ်နှင့်လူစိုးတနတ်ကိုမှား၍ပြောသလိုဟုဆောင်တော့မစ္စတာနော်တင်ကယုံမားတန်တရားဖြစ်ကဖရက်ဝန်ဒရာအားဌာနသူကိုခေါ်ဆောင်လာခဲ့ကြလေသည် ရောက်တော့ကတနတ်နှစ်လက်ကိုပြ၏တနတ်နှစ်လက်မှာတမ်မီအပြာရောင်လက်ကင်တစ်သားအညိုရောင်များရှိကြသဖြင့်တစ်ခုနှင့်တစ်ခုအလွန်တူလေသည်ဖရက်ဝန်ဒရာသည်တနတ်နှစ်လက်နှင့်တစ်လက်ကိုကောက်ယူပြီးအကြောင်းကြီးခါဝန်ဒရာကိုငှားလိုက်တာဒီ တနတ်ဟုဆိုက C 2282ကိုပါတပါးလဲပြသလေသည်စုံတော်များသည်ဥပေတမင်းဖြင့်ခါဝန္တရာအားရာဆွေဌာနသို့ခေါ်ခဲ့ပြီးနောက်တနတ်နှစ်လက်ကိုပြပြီးလင်မြည်သည့်တနတ်မှာ၎င်း၏တနတ်ဖြစ်ကြောင်းမေးရရင် United States စစ်တပ်အမည်ထိုးထားသောတနတ်ကိုပြ၏ထိုကစုံတော်ကဒါဖြင့် C 2282ကခမည်းတနတ်မဟုတ်ဘူးပေါ့မဟုတ်ပါဘူးစုံတော်များသည် ထိုကား track ကိုထုတ်ယူလာ၍ guy Mr. Kawandara ခင်ဗျာ C 1212ကခင်ဗျာတဏ္ဍမဟုတ်ဘူးလို့ပြောတယ်ခင်ဗျာအကို Fred Wandara ကတော့ Hodi တဏ္ဍ C 1212ကခင်ဗျာကိုငှားလိုက်ရတယ်လို့ပြောတယ် guy ဘက်နဲ့လေထို့ကား Kawandara ကမိမိမှာတည်ဆုံးသူဇနီးအတွက်စိတ်ဝေနေတဲ့ဖြင့်မှားရင်ပြောဆိုမိကြောင်းထွက်ဆိုမိပြန်လေသည်ထို့နောက်ဆုံတော့များသည့်တေသူရုသီမောင်တဝန်ခွဲတော်ဆက်သူတယောက်ကိုသက်တေရရှိပြန်ပြီးလင်း ကောင်က United States စစ်တပ်တစိုက်ထိုးထားသောတနက်မှာလဲ Car Wanderer ဤတနက်ပင်ဖြစ်ကြောင်း၎င်းအားကင်တွယ်နေသည်ကိုအချင်းမဖြစ်မီရဲ့အနေငယ်က မြင်ပူကြောင်းအစ်စ်ခံပြန်သည်ထိုက Car Wanderer ကတနက်နဲ့လက်လုံးမှာမိမိတနက်ဖြစ်နေကြောင်းမိမိဇနီးအားအိမ်တကားတော့ပြင်းရန်အိတ်ထဲသို့နှိုက်လိုက်သောအခါတနက်ပါလာကြောင်းထိုကလူစိုးသည်တနက်ကိုအတင်းဝင်လူပြီးနောက် Ruth ကိုပြစ်တက်လိုက်ကြောင်းအစ်စ်ခံပြန်သည်စုံနောက်ကဒါဖြစ်လဲဒီဟာကိုအစကဘာလို့ခမရမပြောတယ်လဲ ထိုကဝန်ဒရာကကျွန်တော်တွေ့ဝင်နေလို့မပြောမိခြင်းဖြစ်ပါတယ်ဟုပြောလေသည်။ကဝန်ဒရာအားလူနီယာကိုတပြိုင်တည်းတတ်မှုနှင့်ဖန်ဆီးလိုက်လျာစုံတော့များကထက်မှန်စစ်ဆေးသောအခါအချိန်9နာရီတွင်၌ပင်၎င်းဤဇလန်ကို15မျိုးမြပြင်၍ပြောဆိုလေသည်။၎င်းဤဇနီးအားတတ်သောမှုကိုစစ်ဆေးရရင်လည်းတရားခံသည်စိတ်မနှံ့ရဖြစ်ရာကြောင့်တရားခံရှိနေများကထုချေ၏စီးမကလေးဆယ်လီသည်မိမိနှင့်ကာဝန္ဒရာတို့မိခဲ့သူအဆက်အသွယ်ရှိကြောင်းရုံတွင်လာရောက်ဆေးခံလေသည် ဂျူရီလူကြီးများကတရားခံပေါ်ရင် ပြစ်မှုထင်ရှားနေသည့်အတွက်ကြောင့်25နှစ်ထောင်ဒဏ်ပေးရန်ထောက်ခံတော်လဲတရားသူကြီးကဤသို့ဆုံးဖြတ်ချက်ကိုသဘောမတူချေလူစုအားအကြောင်းမဲ့ပြစ်ဒဏ်မှုကိုစစ်ဆေးရာတွင်စိတ်မနှံကြောင်းထုချေတော်လဲပြစ်မှုထင်ရှားသည်ဟုဆိုကကြိုးမိတ်ပေးလိုက်လေတော်သည်လူသက်သမားစကားမှားဤဆိုတဲ့ဝိတ္ထုတို့လေးကတော့ဒီမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်နောက်ထပ်လဲဆရာကြီးတကုံရွှေများရဲ့ ဝိထုတို့များကိုတင်ဆက်ခြင်းမသေးရရှင်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ကြပါ